ကျွန်တော်ရဲ့ပရိသတ်တွေအားလုံးမင်္ဂလာပါ ASM Knowledge Channel ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်တို့ဇီနာတိုင်အုပ်တွေကိုเนาะဘယ်လိုအသုံးပြုရမလဲပေါ့เนาะဇီနာတိုင်အုပ်အကြောင်းလေးကိုကျွန်တော်အနေငယ်နောက်ဆွေးနွေးပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်အရင်တစ်ခါကကျွန်တော်ယူယူတိုင်အုပ်အကြောင်းပြောပြီးသားပေါ့เนาะဒီနေ့တော့ကျွန်တော်တို့ဇီနာတိုင်အုပ်နဲ့အဲယူယူချမ်းရှင်းပေါ့เนาะပြန်ချမ်းရှင်းတိုင်အုပ်နဲ့ဘယ်လို ကွာခြားလဲနောက်တခါစီနာတိုင်းအုပ်ကိုဘယ်လိုအသုံးပြုရမလဲဆိုတဲ့အကြောင်းလေးပြောပြပေးသွားမှာပါဟုတ်ကဲ့ကျွန်တော်ချန်ရှင်းတိုင်းအုပ်လေးအကြောင်းကိုအနည်းငယ်ပြန်ပြောပြပေးပါမယ်နော်အဒီမာတိုင်းအုပ်ရဲ့ဒါချန်ရှင်းတိုင်းအုပ်ရဲ့သင်္ကေတ triangle ပေါ့နော်တတိယကံလေးရှိတဲ့ဘက်က NO အပေါင်းနောက် particle line လေးရှိတဲ့ဘက်ကပေါ့နော်ကတ်တုတ်အနှုတ်ဖြစ်ပါတယ်အဲ့ဒီဂျန်ရှင်းတိုင်အုပ်တည်တည်เนาะတချောင်းသွားပါလျှက်ဆက် လျှက်စီးချောင်းပေါ့နော်လျှက်စီးချောင်းဟာအနှုတ်အပေါင်းဘက်ကနေကက်တုတ်အနှုတ်ဘက်ကို စီးတာဖြစ်ပါတယ်ဘယ်လိုခါမှစီးတယ်လဲဆိုရင် forward bias ပေါ့နော်အပေါင်းအပေါင်းရင်းအနှုတ်နှုတ်ချင်းဆက်တာပေါ့နော်စီးတဲ့လမ်းကြောင်းကလည်းခုပြထားတဲ့အတိုင်းပဲဒီအဖြူရဲ့မပါတဲ့ဘက်ကနေဖြူရဲ့ပါတဲ့ဘက်ပေါ့နော်တနည်းအားဖြင့်အနှုတ်ဘက်ကနေကက်တုတ်ဘက်ကိုတချောင်းသွားလျှက်စီးစီးတာဖြစ်ပါတယ်ဒါ reverse bias ဆိုရင်တော့နော်ဒီအပေါင်းနဲ့အနှုတ်အနှုတ်နဲ့အပေါင်း ပြောင်းပြန်ဆက်လိုက်တဲ့အခါမှာတော့ဒီတိုင်အုပ်ထဲမှာလျက်စီချောင်းမရှိဘူးပေါ့နော်ဒီနေ့ပြောမှာကဒါဇီနာတိုင်အုပ်ဖြစ်ပါတယ်သူလဲပုံစံတူပေါ့နော်နည်းနည်းလေးပဲကွဲတာဒီ triangle တတိယကန်လေးရှိတဲ့ဘက်ကအနုပ်အပေါင်းသူကရိုးရိုးဘာတီကဲ line လေးအပြင်ဒီဘဲညာလေးပေါ့နော်အထက်အောက်ပြောမလားအဲ့ဒါလေးကိုေးထားတာလေးပါတယ်နော်အဲ့ဒါကအဲ့ဒီဘက်ကကျွန်တော်တို့ကတ်တုတ်အနှုတ်ပါနော်ဒီမှာဒီဈေးကွက်မှာဝယ်တဲ့ဟာကလည်းဒီခုနကရိုးရိုးပြင်ချန်ရှင်းတိုင်အုပ်နဲ့ဒီမှာ ဒီနည်းနည်းလေးကွဲတယ်ပေါ့နော်သူကအနဲ့ရောင်လေးသူမှ forward bias ပေးရင်နော်ရိုးရိုးတိုင်အုပ်လို့ပဲအလုပ်လုပ်ပါတယ် forward ဆိုတာက ခေါနကလို့ပဲ battery ရဲ့အပေါင်းနဲ့ဒီစီနာတိုင်အုပ်ရဲ့အပေါင်းနောက်တစ်ခါဒီ battery အနှုတ်နဲ့စီနာတိုင်အုပ်အနှုတ်ပေါ့နော်အဲ့ဒါကို forward bias ပေါ့နော် forward bias ပေးရင်နော်ရိုးရိုး pn junction တိုင်အုပ်လို့ပဲလျှက်စီးချောင်းကဒီတိုင်းပဲစီးသွားမှာဖြစ်ပါတယ်ဒီမှာလျှက်စီးချောင်းကိုကျွန်တော်အိုင်လေးနဲ့ negative ပြပြီးတော့ဒီ R ကတော့ဒီ low resistor ပေါ့เนาะကျွန်တော်တို့အသုံးပြမဲ့ပစ္စည်းတစ်ခုခုပေါ့เนาะအဲ့ဒါလေးကိုကျွန်တော်ကသင်္ကေတ R လေးနဲ့ဒါတရုပ်ဖော်ပြီးတော့ပြသပေးတာဖြစ်ပါတယ်။အဲ့ကျတော့ forward ပိုင်းရဆိုရင်เนาะ UUPN ချမ်းရှင်းတိုင်အောင်နဲ့အလုံးလုံးပုံကအတူတူပဲเนาะ။ကဲသူကထူးခြားတာကဒီမှာ robust bias ပေါ့နော် robust bias ဆိုတော့သူက battery အပေါင်းနဲ့ဒီဒိုင်အုပ်ရဲ့အနှုတ်နောက်တစ်ခါ battery အနှုတ်နဲ့ဒိုင်အုပ်ရဲ့အပေါင်းပြောင်းမြန်ဖြစ်သွားပြီနော် ဲ့လိုပြောင်းမြန်ဆက်တဲ့အခါမှာရောသူ့မှာလျှက်စီးချောင်းစီးသလားအဲဒါလေးကွာသွားတာပေါ့နော်ဂျူယိုပီယန်ချန်ချန်တိုင်က Robert Ryan မှာလျှက်စီးချောင်းမစီးဘူးဒီဇီနာတိုင်အုပ်ကြတော့သူကသူ့ရဲ့သတ်မှတ်ထားတဲ့ footage ပေါ့နော်ဇီနာတိုင်အုပ်မှာလည်းကျွန်တော်တို့အဲ5.1 5ဘူ6ဘူ9ဘူ12ဘူ24ဘူစသဖြင့်ပေါ့နော်ဒိုင်းအုပ်တွေဒီအမျိုးမျိုးရှိတယ်အဲ့ဒီတဲကမှာသူတတ်မှတ်ထားတဲ့ဘူတေရောက်တာနဲ့တပြိုင်နဲ့သူကသူ့ထဲမှာလျှက်စီးချောင်းစီးသွားမှာ သတ်မှတ်ထားတဲ့ဘိုးအောက်ဆိုရင်တော့မစီးဘူးပေါ့နော်အဲခုနကပြောသလိုပဲကျွန်တော်တို့ဥပမာဒီ5ဘိုးစီနာဆိုပါစို့5ဘိုးစီနာဆိုရင်သူက0ကနေစပြီးတော့0ဘိုး1ဘိုး2ဘိုး3ဘိုး4ဘိုးအဲ့ဒီတိမစီးသေးဘူး5ဘိုးကနေ5ဘိုးကြော်တာနဲ့တပြိုင်နက်ဒီစီနာတိုင်းအုပ်ဒီပြောင်းမြန်လျက်စီးချောင်းကို စီးသွားတာနော်စီးသွားတဲ့အခါမှာလေသူကဗာပြက်လဲဆိုတော့ဒီအဝင်က voltage ဘလောက်ပြောင်းပြောင်းသူတတ်မှတ်ထားတဲ့ဘို range တော့ရှိမှာပေါ့နော် အဲ့ဒီဘုဒ္ဓေ့စ်မှာ အပြင်ကဖို့ပြောင်းတော်လဲပဲဒီစီနာတိုင်းအုပ်ဖြတ်ပြီးတဲ့အခါမှာဒီဘုဒ္ဓေ့ဒီအငိမ်ဖြစ်သွားတာပေါ့နော်ဖိုက်ဖို့စီနာဆိုရင်ဖိုက်ဖို့အငိမ်ပေါ့နော်တွဲဖို့စီနာဆိုရင်တွဲဖို့အငိမ်နော်အဲ့ကျတော့အသုံးပြုရကလည်းဒီတိုင်းဓာတ်ရိုက်တော့သုံးလို့မရဘူးဒါအသုံးပြုတဲ့ဒါစီနာတိုင်းအုပ်ကိုအသုံးပြုပြီးတော့ regulator circuit ဆင်မယ်ဆိုရင်ဒီ circuit ကဒါအကြမ်းမြင် circuit လေးပေါ့နော်ဘုဒ္ဓေ့ဆော့စ်တစ်ခုပါမယ်နောက်ရှေ့မှာ CD တွဲရမယ့် resistor တစ်လုံးပါမယ် နောက်တစ်ခါဇီနာပါမယ်နောက်ဆုံးကရစစ်တာအဲ့တော့ဒီမှာကိုသုံးမဲ့လုတ်ပေါ့နော်တခုခုဥပမာမီးသီးဖြစ်ဖြစ်ပါဖြစ်ဖြစ်ပေါ့နော်ကဲကြတော့သင်္ကေတလေးတွေကျွန်တော်မှတ်မိအောင်ဒီမှာဘက်ထရီနေရာမှာကျွန်တော်က V in ပေါ့နော် input voltage ပေါ့နော်အဝင်တခုခုဥပမာဘက်ထရီကလာပြတ်နိုင်တယ်နောက်တစ်ခါဒီကျွန်တော်တို့ main ဒုတ်ကနေ AC main ဒုတ်ကနေပြီးတော့ဒီ rectifier ခံပြီးတော့လာတဲ့ဘိုးဖြစ်ခြင်းဖြစ်မယ်အဲ့ဒါပြီးရင်ကျွန်တော်တို့ကဂျားထဲမှာ RS ဆိုရဲနော် C resistor လေးတလုံးခံရပါတယ် ပြီးရင်တော့ကျွန်တော်တို့ဇီနာဒိုင်အုပ်ကိုခုနကလိုပဲ reverse bias ပေါ့နော်ဖြောင်းမြန်ဒီအဲနှုတ်ဘက်ကဘက်ထရီအပေါင်းဘက်နဲ့ဆက်နောက်ဒီဇီနာဒိုင်အုပ်ရဲ့အပေါင်းဘက်ကဘက်ထရီရဲ့အနှုတ်ဘက်နဲ့အဲ့လိုဖြောင်းမြန်ပေါ့နော်ဖြောင်းမြန်ဆက်မယ်ဆက်ပြီးရင်အဲ့ဒီကဇီနာကထွက်လာတဲ့ပုံကိုကျွန်တော်တို့ဒီမှာ RL ပေါ့နော်ဒီမှာတော့ကျွန်တော်သင်္ကေတ RL low resistor နော် low resistor ကတကယ်တမ်းတော့ကျွန်တော်တို့အသုံးပြုမဲ့ပစ္စည်းကိုပြောတာနော်မီဒီဖြည့်ချင်ဖြည့်မယ် အဲတခြားဒီစကက်ပလန်တစ်ခုခုဖြစ်ချင်ဖြစ်မှာပေါ့နော်အဲ့ဒါကိုကျွန်တော်က RL လို့ရေးလိုက်တာဖြစ်ပါတယ်အဲ့လိုဆက်လိုက်လို့ရှိရင်တော့သူတတ်မှတ်ထားတဲ့စီဇီနာဗုဒ္ဓရှောက်လာပြီဆိုရင်သူမှာတရားစီကြောင်စီးသွားပြီဒီမှာ low resistor တဲ့စီးတဲ့ဟာကို low current IL လို့ကျွန်တော်သင်္ကေတပေးလိုက်တယ်နောက်ကဇီနာတိုင်အုပ်မှာရှိမဲ့ဗိုဒေကိုလည်းဖြီးဆက်လို့ကျွန်တော်တင်ခဲ့တာပေးလိုက်တယ်နော် PND ဇီနာတိုင်အုပ်တွေကိုစီးလာမဲ့လျှက်စီးချောင်းလေးကိုလည်းကျွန်တော် I set လို့နာမည်လေးတွေ ပေးလိုက်ပါတယ်ဒါမှပြောရတာလွယ်အောင်လို့ပါနော်ဒီပုံစံလေးအဲ့ဆိုရင်ဒီ IL နဲ့ IZ ဒီအခုဒီမှာကျွန်တော်အနီရောင် error လေးပြထားတယ်နော်သူကဘယ်ကလာတာလဲဆိုရင် RS တဲကဖြတ်စီလာတဲ့ current နော်အဲ့ RS တဲကစီလာတဲ့ဒီမှာကျွန်တော်ပန်းရောင်ပေါ့နော်ပန်းရောင် error လေးပြထားတယ်အဲ့ RS တဲကစီလာတဲ့ current ကိုကျတော့ကျွန်တော်နာမည်ပေးလိုက်မယ် IS ပေါ့နော်အဲ့ဆို IS ကနေပြီးတော့ စီနာတဲ့ကို inset တခုခွဲစီသွားတယ်နောက် low resistor တဲ့ကိုလည်း IL ဆိုပြီးတော့ခွဲစီတာခွဲပြီးတော့လျှက်စီကြောင်းနှစ်မျိုးစီးသွားတာပေါ့နော်အဲဆိုရင် IS ဒီဘာနဲ့ဘာနဲ့ညီလဲဆိုရင် IL နဲ့ V set နဲ့ပေါင်းထားတာနဲ့အတူတူပါပဲနော်အဲအဲ့တဘောတရားလေးနားလည်ရမှာအဲဆိုရင်ဟုတ်ပြီကျွန်တော်တို့ဒီစီနာ regulator circuit တခုလုပ်မယ် resistor တန်ဖိုးဘယ်လောက်သုံးရမလဲဆိုရင်ကျွန်တော်မမေးခင်တည်းကဒါတစ်ခါတည်းတွက်တတ်အောင်လို့ကျွန်တော် equation လေးပါပြလိုက်ပါတယ် ကိုသုံးရမယ့်ဒီ C resistor ပေါ့နော်ကိုကဇီနာ regulator circuit လေးဆင်တော့မယ်ဆိုရင် C resistor တန်ဖိုးဘယ်လောက်ထည့်ရမလဲတွက်ချင်လို့ရှိရင် RS equal to Vin minus Vz by IS ဖြစ်ပါတယ် RS ကကျွန်တော်တို့ဒီသုံးရမယ့် C resistor ရဲ့တန်ဖိုးနော်ကိုလိုချင်တဲ့တန်ဖိုးနော် Vin ကကျွန်တော်တို့ဒီဒီ input voltage ပေါ့နော်ခုနကပြောသလိုပဲကျွန်တော်တို့ဒီ battery ကလာတဲ့ အင်ပိုဘူတီဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်ရင် main ဒုက္ခလာတဲ့เนาะအင်ပိုဘူတီဖြစ်ရင်ဖြစ်မှာပေါ့เนาะတခုခုပေါ့เนาะ VN နောက်အဲ့ E VN နဲ့ကနေကျွန်တော်တို့ကဘာနှုတ်ရမလဲဆိုရင် VZ ပေါ့ဗျာ VZ ဆိုတာကတော့ဇီနာတိုင်းဥပမာရှိမယ် voltage ဥပမာ5 volt ဇီနာတိုင်းဥလားเนาะ9 volt ဇီနာတိုင်းဥလား12 volt ဇီနာတိုင်းဥလားစသဖြင့်ပေါ့เนาะကိုသုံးမဲ့ဇီနာတိုင်းဥအဲ့ကျတော့ input voltage တွေကဇီနာတိုင်းဥ voltage ကိုနှုတ်မယ်နှုတ်ပြီးရင်ကျွန်တော်တို့ခုနက နော် RS ပေါ့နော် RS 10ကိုစီးသွားတဲ့ current လျှက်စီးကြောင် IS နဲ့စပေးရမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒါအသုံးပြုရမယ်ဒါဒီ series resistor ရဲ့တန်ဖိုးကိုရရှိမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီ signal diode လေးတွေသုံးပြီးတော့ regulator circuit လေးတွေပလန်းလေးတွေဆင်တတ်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဟုတ်ကဲ့ကျွန်တော်ပြောတာလေးတွေမရှင်းရင်လည်း comment ကနေပြန်လည်ပြီးတော့မေးလို့ရပါတယ်ဗျာနော် ကဲဟုတ်ပြီဒီဗီဒီယိုလေးကြည့်ပြီးတော့ကျွန်တော်တို့စီနာတိုင်အုပ်ကိုအသုံးပြုနိုင်ကြပါစေခင်ဗျာ